။ဦးဇာတာကောင်းဘူးစစ်ရှောင်းစခန်းမှာအလုပ်ကိစ္စနဲ့ရောက်နေတော့မောင်လူမွေးအမစီကနေဖုန်းဝင်လာတယ်။အဖကုမနဲ့ဆုံးသွားပြီနော်တဲ့။မောင်လူမွေးအမတော်သူဟာသူ့ရဲ့အဖေမောင်လူမွေးရဲ့အုံကြီးဆုံးတာကိုတော်တော်တုတ်တုတ်ပြောပြီးဖုန်းချသွားပါလေ။အုံကြီးဆုံးပြီဆိုတာကြားလိုက်ရတော့မောင်လူမွေးရှင်ထဲမှာတစ်ခုခုဟာသွားသလိုခံစားရသလိုတစ်ခုခုပေါ့သွားသလိုလည်းခံစားရပါလေ။မောင်လူမွေးအုံကြီးဟာအသက်60နီးပါးရှိပါပြီ။ လွတ်လပ်ရေးရာဂါစချိန်ပြည်ရဲစစ်ကိုဂျုံမှုတယ်မာဆလာခင်မှာပြောင်းစံနဲ့ထမင်းရောစားခဲ့ရတယ်စစ်အာဏာရှင်တန်းရွှေခင်မှာ လုံအားပေးလိုက်ဖူးတယ်ဒေါ်ဆန်းစုကြည် NLD ဆိုရလက်ထက်မှာဖျားလှည့်ဖူးဖူးတယ်အခုမင်းအောင်လိုင်းစစ်အာဏာသိမ်းထားတဲ့ကာလမှာ အုံကြီးဘဝနှီးကုန်းချုပ်ရှာပါတယ်အုံကြီးဟာလူငယ်ဘဝလူလက်ပိုင်းဘဝတွေမှာပင်ပန်းဆင်းရဲမှုမျိုးစုံကိုကြုံခဲ့ရပေမဲ့အသက်ကြီးလာတဲ့အခါကျတော့သားသမီးတွေကြောင့်မကြောက်မကြနေရပါတယ် စားချင်တာလဲစားရပါတယ်။ကျမ်းမာရေးတစ်ခုခုဖြစ်ရင်တော့အာမခံချက်မရှိပါဘူး။ဈေးဝကုသမှုအတွက်ဆရာဝန်တွေရှိတဲ့မြို့ကိုသွားဖို့အင်မတန်ခက်ခဲတယ်လို့စစ်ကောင်စီရဲ့ပိတ်ဆို့စစ်ဆေးမှုတွေကြောင့်တော်တော်တန်တန်မြို့ပေါ်ကိုလည်းမသွားချင်ကြပါဘူး။ဈေးကုသမှုခံရင်လဲစစ်ကောင်စီလက်အောက်ပုဂ္ဂလိကဈေးကန်းတွေရဲ့ဈေးနှုန်းဟာတော်သူတောင်သားတွေအတွက်ကြောက်ခမန်းလိလိပါပဲ။ပြီးခဲ့တဲ့နှစ်လလောက်ကစားပြီးမောင်လုံးမွေးအုံကြီးဟာအိမ်ရာထဲမှာလဲတယ်။ပန်းပန်ပေါက်တဲ့သူ့နာဟာတက်တာမလာတော့ပဲ ပားပင်တစ်ခုလုံးနှီးပါကျဲလာတယ်။ညီညူရင်းအနာခံရင်းသမီးကြီးဖြစ်သူရဲ့ပြုစုမှုကို ခံရင်းအုံကြီးအသက်ထွက်သွားခဲ့ပါတယ်။အုံကြီးကသာဆေးရုံဆေးကံကောင်းကောင်းကို တင်ပြီးကုသခဲ့ရင်လဲတေတော့သေးမယ်။ဒါပေမဲ့အုံကြီးဟာဒီလောက်ဆိုးွားတဲ့ဝေဒနာကို ခံစားရမှာမဟုတ်ပါဘူး။လူဆိုတာသေမျိုးဆိုပေမဲ့ဆေးဝါးကုသမှုခံယူရရင်တက်တောင်တက်တာအသက်သေးဆုံးနိုင်ခွင့်ရှိပါတယ်အသက်ကြီးလို့မပူမပင်နေထိုင်ကြရသူတွေကို အိုးစားတာကောင်းတယ်လို့မောင်လုံးမွေးတို့မြန်မာလူမျိုးတွေက ဆိုကြတယ်။မောင်လုံးမွေးရဲ့အုံးကြီးဟာသားသမီးကံကောင်းတာသိကြပါတယ်။ဒါပေမဲ့အိုးစားတာမှာတော့အပြည့်အဝကံမကောင်းခဲ့ရှာပါဘူး။မောင်လုံးမွေးရဲ့အုံးကြီးနာရီသွားရင်အသက်80ရှိပြီဖြစ်တဲ့မောင်လုံးမွေးဖာကြီးစီဝင်တော့ဆေးစရာရေးပေးခဲ့တာဒီဆေးတွေ့ရင်ဝယ်ခဲ့စမ်းပါဆိုပြီးဆေးဆောင်ရက်လေးမောင်လုံးမွေးကိုပေးပါတယ်။မောင်လုံးမွေးတို့လွတ်မြောက်နေမြေမှာစစ်ကောင်စီကြောင့်ဆေးဆေးတွေကခေါင်ခိုက်နေတယ်လို့ ပိုက်ဆံရှိရင်တောင်လွယ်လွယ်ဝယ်မရနိုင်ပါဘူး။အုံကြီးရဲ့နာရီကိုသွားတာမှမောင်လူမွေးတဲခုတဲ့အိမ်ကမောင်လူမွေးရဲ့နှမအိမ်ပါ။အရင်တုန်းကတော့မောင်လူမွေးရဲ့အကြီးလက်အိမ်ပေါ့။အကြီးလက်ဟာလည်းသားသမီးတွေဂယူဒီဇိုင်းပြုစုစောင့်ရှောက်တဲ့ကြားကကိုဗစ်ကြောင့်ဆုံးပါသွားခဲ့တာပါ။မင်းအွန်လိုင်းစစ်အာဏာသိမ်းပြီးမကြာမီကိုဗစ်တွေအကြီးအကျယ်ဖြစ်ကြတာမှအကြီးလက်ဆုံးပါသွားခဲ့တာပါ။စစ်အာဏာသိမ်းကစား2021ခုနှစ်က ကိုဗစ်ရောဂါဟာဆေးဝါးကုသမှုအောက်ဆီဂျင်မရရှိမှုတွေကြောင့်အများကြီးသေဆုံးခဲ့ရတာပါစစ်တပ်ဟာသူတို့အာဏာကိုချုပ်ကန်နိုင်ဖို့အကြမ်းဖက်ကြိုးစားနေခဲ့ပြီးပြည်သူတွေရဲ့သေဆုံးမှုကိုလုံးဝလစ်လျူရှုခဲ့တာဖြစ်ပါလေမော်လုံမွေးရဲ့အုံကြီး၊ဖာကြီးအကြီးလက်တို့ဟာတာသမီကံကောင်းတာကြောင့်မကြောက်မကြနေကြရသူတွေဖြစ်တယ်ဒါပေမဲ့အိုးစားတာတော့ကောင်းတယ်လို့မဆိုနိုင်ပါတကယ်တော့မော်လုံမွေးတို့နိုင်ငံကတက်ကြီးရွယ်ဦးတွေဟာစစ်အာဏာရှင်အောက်မှာနေနေရသမျှတော့ အိုဇာရာကောင်းဖို့ဆိုတာမလွယ်ကူလှပါဘူးစစ်အာဏာရှင်ကိုအမြင့်ဖြတ်ပြီးလူသားဝါဒထုံးကားလာမှသာတက်ကြီးရွယ်ဦးတွေဟာအိုဇာရာကောင်းနိုင်မှာဖြစ်ပါလေခင်ဗျာမောင်လူမွေ့